နေရာနဲ့မာလေးတို့ရဲ့အချစ်ကကြေအောင်အောင်မှာတူတူလေးနဲ့အံ့ဩတကြီးပြောစမတွင်တဲ့အချစ်မျိုးပဲဖြစ်ပါ ರಿ သူတို့ရဲ့သင်းငယ်ပြီးဖုံထူတဲ့ရွာလေးမှာဆိုရင်ဘဝကဖြင်းငင်စွာရွှေလျားနေပြီးရေတံတွေကနှွေးထွေးတဲ့လေပြည်ဝင်နဲ့သူလွင်မျောနေတဲ့အချိန်မှာသူတို့နေရာရဲ့နောက်ကျိုးကဘယ်တော့မှပြတ်တောက်နိုင်ပုံမပေါ်ခဲ့ပါဘူးအမြဲတမ်းရိုမန်တစ်ဆန်တဲ့မာလေးဖာနေရာကိုတောပန်းလေးဝေပန့်ပြီးတော့မျိုးဒါမှမဟုတ်သူ့ရဲ့သင်းငယ်နဲ့လက်တွေနဲ့ထွင်းထူထားတဲ့တစ်တာလက်ဆောင်လေးဝေနဲ့အမြဲတမ်းအံ့အားတင်းစီခဲ့ပါ ರಿ နေရာကလည်းသူ့ကိုစေရောကိုပါချစ်မြတ်နိုးခဲ့ပြီးတော့သူတို့ရဲ့အချစ်ဆက်လန်းဟာထာဝရတည်မြဲမဲ့ပုံပေါ်ခဲ့ပါရီနေရာကိုဝန်ရှိမှန်တိတဲ့ခါမှာတော့ဝမ်တာမြေရီဝေကလွတ်ကျခဲ့ပြီးမာလေးဖာသူ့ကိုလဲပတ်လိုက်တဲ့အတွက်သူတို့ရဲ့ရေတန်တွေကရွာထဲမှာပဲ့တင်ထပ်နေခဲ့ပါရီသူတို့နေရာအတူတူချစ်ချင်းမေတ္တာနဲ့ဂရီကဝတ်တွေပြည့်နေနေကြတဲ့မိသားစုဘဝကိုအိမ်မက်မဲ့ခဲ့ကြပါရီဒါပေမဲ့ဘဝစွာကမကြာခဏဆုတလို့ပဲတခြားသော အစီအစဉ်တွေရှိနေတတ်ပါရီ စစ်မှုထမ်းဖို့အတွက်အမိတ်တရဒေတာကိုရောက်လာခဲ့တာပါသူတို့ရဲ့အနိုင်ငံသားတပိဖြစ်နေကြီးထွားလာတဲ့ပြိပခါကိုရင်ဆိုင်ခဲ့ရပြီးတော့ခွန်အားရှိတဲ့ယောက်ျားအလုံးကိုဆင့်ခေါ်လိုက်ပါရီမလူလားပြင်မယ်လေမာလေးကပြန်လာမယ်လို့ကတိပေးခဲ့ပါရီမကြခင်မှာငါပြန်လာပါမယ်လို့သူကတူတူလေးပြောပြီးတော့နီယာရဲ့ bike ကလေးအဖို့ကိုသူ့ရဲ့ကျန်းတန်းတဲ့လက်ဖွာလေးအားတင်လိုက်ပါရီငါပြန်လာတဲ့အခါမှာငါတို့မိသားစုကိုအတူတူပြုစုပြောင်းထောင်ကြမယ်ဆိုပြီး ြောခဲ့ပါတယ်။သူ့ရဲ့ဇကားဝေဟာမြေယာတဲ့လမ်းမပေါ်ကိုတူထွက်သွားတဲ့အချိန်မှာနေရအတွက်တော့ခိုင်မာတဲ့အားကိုးရဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့လပောင်းများစွာကြောင့်နေရကမျောလင့်ချက်ကိုတင်းတင်းကျပ်ဆုပ်ကင်ထားခဲ့ပါတယ်။သူမဟာမာလစ်စီစာဝေးရေးခဲ့ပေမဲ့သူကတော့ရောက်မလာသေးပါဘူး။သူပြန်ပို့ပေးတဲ့ရန်ဖန်ရန်ခါမတ်စုတို့လေးတွေနဲ့ပုံအဟောင်းလေးတပုံကတော့တန်ဖိုးထားမျက်နှာခဲ့ပါတယ်။ ရာတီဝေပြောင်းလဲလာတာနဲ့အမျှသူမရဘိုက်ကလည်းတပြေပြေချင်းကြီးထွားလာခဲ့ပါပြီမိဖွားချင်းရောက်တဲ့အခါမှာအတွေ့အကြုံကကြမ်းတမ်းပြီးတော့အထီးကျန်ဆန်ခဲ့ပါပြီဈေးဝင်ကလည်းမရှိပိုးတက်ထားတဲ့အိယာခင်းနေလည်းမရှိရွာရဲ့တားဖွားဆရာမဝင်တဲ့သူတို့ရဲ့အိုမင်ရင့်ရော်တဲ့လက်တွေပဲရှိခဲ့ပါပြီသူမရကလေးဝေမွေးဖွားလာတဲ့အခါမှာတဲအိမ်လေးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါပြီသားယောက်ျားလေး၃ယောက်ဂျိုနက်ကေလပ်နဲ့မိုက်ကာဆွဲ၃ယောက်မွေးဖွားခဲ့တာပါသူမအရှိမဆိုရင် သူတို့ကလဲလောင်းနေခဲ့ပါပြီသူတို့ရဲ့အသားကြီးဟာဆင်းဆွဲလိုမျိုးဖြူဖွေးနေခဲ့ပြီးတော့သပင်တွေကပါလျပြီးရွှေအောင်တန်းကမျက်လုံးတွေကအနေဆိုင်နဲ့မြည့်ရလိုမျိုးထိုးဖောက်တဲ့အပြာရောင်တွေပါမိရရဲ့နှလုံးသားကချစ်ချင်းမေတ္တာဝေနဲ့ပြည့်ရှံနေခဲ့ပြီးမဲ့ကြောက်ရွံ့မှုကလည်းသူမကိုတင်းတင်းကျပ်စုပ်ကင်ထားပါရီလူတွေကသူမကိုဘလို့ထင်မှလဲဆိုတာသူမမတိတော့ပါဘူးပြီးတော့သူတို့ကလည်းထင်ကြပါရီအတီညာမှာပဲကောလာဟလာဝေကစတင်တော့ပါရီဆွဆွဲမှုတွေနဲ့တီတိုစကားဝေဟာသူမသွားလျာအနောက်ကိုလိုက်ပါလာခဲ့ပါရီ ဒါပေမဲ့နေရကတော့ခေါင်းမော့အရင်ကော့ခဲ့ပါရီသူမဟာအမှန်တရားကိုတီးပါရီသူမဟာဘယ်တုံးကမှလမ်းမလျှော့ခဲ့တယ်လို့မဖောက်ပြန်ခဲ့ဘူးပေါ့လေးနှစ်တာကြာရှိတဲ့ကာလပတ်လုံးသူမဟာသူမရဲ့တာဝီကိုရက်ရောမှုတွေနဲ့ရက်ဆက်မှုတွေကြားထဲကနေကာကွယ်ပေးကာသူတို့ကိုထောက်ပံ့ဖို့အတွက်ပင်ပင်ပပန်အလုံးမျိုးစုံလုပ်ပြီးတော့တယောက်တည်းပြုစုပြောထောင်ခဲ့ပါရီညဖက်ဒီမှာဆိုရင်သူမဟာသူမရဲ့တာလေးဝေကိုသူတို့ရဲ့အဖေအကြောင်းပြောပြကာသူကရဲရင်ပြီးကောင်းတဲ့လူသူ့အဖေပြန်လာရင်သူတို့ရဲ့ဘဝကလည်းပြောင်းလဲမယ်လို့ပြောပြခဲ့ပါရီ ဒါပေမဲ့သူမရဲ့အသွင်းစိတ်ထဲမှာတော့တန်တရားဝေကတပည့်ဖြစ်နေကြီးထွားလာခဲ့ပါရင်မာလီအနေနဲ့သူမကိုယုံကြည်ပါမလားဆိုတာမျိုးတွေပါဒီလိုနဲ့တနေ့ပူပြင်းတဲ့နေ့လည်ခင်းတစ်ခုမှာယွာထဲကိုတည်င်းတစ်ခုလင်းမြန်စွာပြန့်နှံ့သွားခဲ့ပါရင်မာလီပြန်ရောက်လာခဲ့တော့ပါသူမရဲ့နှလုံးသားကလည်းတရတုံနဲ့ခုန်နေခဲ့ပြီးသူမဟာသူမရဲ့တာဝီကိုခရစ်ဆိုင်ရေချိုးပြီးသူတို့ရဲ့အကောင်းဆုံးအဝတ်အစားဝေးကိုဝတ်ဆင်ပြီးကစောင့်ဆိုင်နေခဲ့ပါရီမာလစ်ပေါ်လာတဲ့အခါမှာတော့ပူပြီးရင့်ကျက်ခဲထန်ကသူ့ရဲ့မျက်လုံးတွေက လူအုပ်ကိုရှာဖွေကြည့်ပြီးမှပဲသူမစီကိုရက်တန့်သွားခဲ့ပါရီခဏတလေအချိန်ဒီကရက်တန့်သွားတယ်လို့ပါဒါပေမဲ့သူ့ရဲ့အကြည့်ဝေကသူမရဲ့စကတ်ကိုတင်းတင်းကျပ်ဆုပ်ကင်ထားတဲ့သပင်းရွှေအောင်ကလေးတုံယောက်စီကိုရောက်သွားခဲ့ပြီးအနောက်သူ့ရဲ့မျက်နှာကခက်ထန်သွားခဲ့ပါရီသူ့ရဲ့စိတ်ရှုပ်ထွေးမှုဟာဒေါရအဖြစ်ပြောင်းလဲသွားခဲ့ပါရီဒါကငါ့ရဲ့တာဝေလားဆိုပြီးတော့သူကအိုဟစ်က မယုံကြည်နိုင်တဲ့အတန်နဲ့စကလုံးတွေတုံရင်သွားခဲ့ပါလေဒီအသားပြူတဲ့ကလေးတွေကငှက်သားဝေဘလို့လုတ်ပြီးဖြစ်နိုင်ရမှာလဲဆိုပြီးတော့သူကပြောနေခဲ့ပါလေနေရာကတောင်းပန်မှုကိုအသေးအံပြောကြားနေခဲ့ပေမဲ့မာလိကနားထောင်ဖို့ငြင်းဆန်ပါလေ လူအများရှိမှာအရှက်ရပြီးတော့အထင်မြင်သီးခံရပြီးတော့သူမကိုနင်ထုတ်ခဲ့ပါရင်ရွာသူကြီးကလည်းငြမမောင်ခင်သူမကိုထွက်သွားဖို့အမိန့်ပေးခဲ့ပါရင်သူမရဲ့နှလုံးတဟာကြည်ကွယ်မွန်းကျက်စွာနဲ့နေရာကသူမရဲ့တာဝေကိုခေါ်ဆောင်ပြီးညာတွင်ရှင်းမှာပဲပျောက်ွယ်သွားခဲ့ပါရင်ဒီလိုနဲ့လျက်များစွာကြားလမ်းလျှောက်ခဲ့ရပြီးခြေဖွားဝီမှာအရေးကြီးဖို့ရဲ့ပေါက်က ကိုခန္ဓာကနာကျင်ကြိုက်ခဲတဲ့အထိရှောက်သွားကြပြီးတော့နောက်ဆုံးမှာဘေတူမသူတို့ကိုမတိတဲ့ဒါမှမဟုတ်ဘေတူမသူမသားရဲ့ရုပ်ရည်ကိုခ ्यु မဆိုင်တဲ့ဝေးလံတဲ့မြို့လေးတစ်ခုကိုရောက်သွားကြပါရင်ဂျင်နာတတ်တဲ့မုံဆိုးမတယောက်ဖြစ်တဲ့မင်းစစ်ဟဲလင်မှာနေရကိုသူ့ရဲ့ဇာတောက်ဆိုင်အပေါ်ထက်ကအခန်းငယ်လေးတစ်ခုမှာအလုံးနဲ့နေဆရာပေးခဲ့ပါရင်တိတ်တော့မများပေမဲ့အသက်ဆက်နိုင်တဲ့အားစီတစ်ခွက်ပါနေရဟာပြပြပန်အလုံးတွေလုတ်ပြီးတော့တန့်ရှင်းရဲ့လုံအိုးခွဲပကံစီရသည်မြတ် ငွေလေးဝေကိုစုဆောင်ခဲ့ပါရီ။သူမရဲ့တာဝေကတာမာထက်မြက်လာခဲ့ပါရီ။ဂျိုနပ်ကမြေကြီးပေါ်မှာလပတဲ့ပုံလေးဝေဆွဲပါရီ။ကီလပ်ကတော့အလွန်အမင်းကိုကောက်ခဲ့တက်ပြီးမိုက်ကကတော့တိတ်တဆိတ်နဲ့စဉ်စားတွေးခေါ်တတ်တဲ့ကလေးအဖြစ်ကြီးပြင်းလာခဲ့ပါရီ။သူတို့ရဲ့နောက်ကျိုးနဲ့သူတို့ရဲ့မိခင်ချစ်ချင်းမေတ္တာကသူတို့ကိုခွန်အားဖြစ်စေခဲ့ပါရီ။နောက်ဆုံးမှာတော့နီယာဟာသူတို့ကိုကြောင်းမာစင်းသွင်းပေးခဲ့ပါရီ။အဲ့ဒီမှာဆိုရင်သူတို့ရဲ့ပါရမီဝေကပွင့်လန်းလာခဲ့ပါပြီ။ဂျိုနက်ဖာဒေတာအတွက်အနုပညာပြိုင်ပွဲမှာစုဝေရလာခဲ့ပါပြီ ကေလာကတော့စက်မှုပညာမှာထူးရွှန်တဲ့ကလေးတယောက်ဖြစ်လာပါရင်မိုက်ကာကဒူအုပ်ကြီးတစ်ခုလုံးကိုမျက်ရည်ကျစေနိုင်လောက်တဲ့အထိဆွမ်းအားကြီးမှနဲ့မိခွန်းတွေကိုပြောကြခဲ့ပါရင်သူတို့ရဲ့ထူးချွန်ထင်မြင်မှုကြောင့်ပညာတင်စုရောနီးပြဆရာဝေရောရလာကြပါရင် သူတို့ရဲ့အောင်မြင်မှုတွေဟာနေရကိုပါစိတ်အားတက်ကြွစီခဲ့ပြီးတော့ညနေပိုင်းတင်တန်းတွေကိုလည်းစတဲ့ပါရီတပိပိနဲ့သူမကထမင်းဟင်းချက်တဲ့လုပ်ငန်းလေးတခုစတင်ထူထောင်နိုင်ကတပိပိနဲ့ကြီးပွားလာခဲ့ပါရီဒီလိုနဲ့နေ့အနေငယ်အတွင်းမှာပဲသူမရဲ့လုပ်ငန်းကိုမြို့တော်တော်များများအထိဒိုးရှဲနိုင်ခဲ့ပြီးအမျိုးသမီးဒါဇင်နဲ့ရှိကိုအလုပ်ခန့်ထားနိုင်ခဲ့တယ်လို့သူမရဲ့အတိုင်းအဝိုင်းမှာလည်းလေးစားခံရတဲ့လူတယောက်ဖြစ်လာခဲ့ပါရီသူမနင်ထုတ်ခံရပြီး၁၀နှစ်အကြာမှာပဲဒိတာအတွင်းသူရဲ့ကောင်းတွေကိုဂုံပြုတဲ့ပွဲတော်တစ်ခုကို သူမအားဖိတ်ကြားတဲ့စာတစောင်ရောက်လာခဲ့ပါလိမ့်အဲ့ဒီပွဲတော်ကိုသူမရဲ့ယွာဟောင်းအနီးမှာကျင်းပခဲ့တာပါနီယာကတုံဆိုင်နေခဲ့ပေမဲ့သူမရဲ့သားဝေဟာသူမကိုအားပေးခဲ့ပါလိမ့်မိမိကဘတူလဲစွာကိုသူတို့အမြင်ပါစေဆိုပြီးတော့ဂျိုနက်ကခိုင်မာတဲ့အတန်နဲ့ပြောခဲ့ပါလိမ့်ယုံကြည်မှုအပြည့်ရှိတဲ့ဆေကျွတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့သူမရဲ့တာဝေနဲ့အတူနေရာပြန်လာခဲ့ပါရင်သူတို့ပွဲတော်ကျင်းပရာနေရာကိုခြေချလိုက်တဲ့အခါမှာတော့ယွာတာဝေကအံ့အားသင့်သွားခဲ့ပါပြီဒီနေရာမှာရက်နေခဲ့တဲ့အမျိုးသမီးဟာသူတို့အနေထုတ်ခဲ့တဲ့အမျိုးသမီးဖြစ်နေခဲ့တာပါ တည်ငြိမ်ခန့်ငြားပြီးတော့အောင်မြင်ကြောကြတဲ့ချောမောတဲ့လူငယ်၃ယောက်နဲ့အတူပဲဖြစ်ပါရီးတရင်ထောက်တွေကဓာတ်ပုံတွေရိုက်ယူနေကြပါရီးဒေတာခေါင်းဆောင်တွေကသူမရဲ့လက်ကိုစုပ်ကိုင်နှုတ်ဆက်နေကြပါရီးကလေးဝဟာသူမစီကိုအုပ်စုလိုက်လာရောက်နေကြပါရီးအဲ့ဒီနောက်လူအုပ်ထဲမှာဆိုရင်မာလစ်ပေါ်လာခဲ့ပါပြီပို့ပြီးအိုမင်ရင့်ရော်ကပင်ပန်းနွမ်းနေပြီးတော့နောင်တဝင်းနဲ့လွမ်းချုံနေတဲ့လူဟာတုံလုံးစွာပဲအရှိကိုတိုးလာခဲ့ပါရီးနီအားဆိုပြီးတော့သူကတိုးတိုးလေးနဲ့ပြောလိုက်ပြီးမျက်လုံးတွေမှာမျက်ရည်ပြည့်နေခဲ့ပါရီးသူမထွက်သွားပြီးတော့ရွာလူကြီးကမာလစ်ပြအဖိုးဟာ ငယ်စဉ်ကသပင်ရွှေရောင်ရှိတဲ့တွေးနောတအူဖြစ်တဲ့အကြောင်းအချိန်ကြာမြင့်စွာမေ့လျော့နေခဲ့တဲ့အမှန်တရားတစ်ခုကိုထုတ်ဖော်ပြောကြားလိုက်တဲ့အခါမှာတော့ရွာသားဝေကလည်းသူ့ကိုစန့်ကျင်လာခဲ့တဲ့အကြောင်းသူဝန်ခံခဲ့ပါလိမ့်။သုံးမဘူးကလေးဝေရဲ့ရုပ်ရည်တွင်ပြင်းတွေဟာပုံမှန်မဟုတ်တဲ့အရာမဟုတ်ဘဲနဲ့သူ့ရဲ့အမွေအနှစ်တွေဖြစ်တဲ့အကြောင်းသိလိုက်ရပါလိမ့်။ဒါပေမဲ့အမှန်တရားပေါ်လာတဲ့အချိန်မှာအရာအလုံးကနောက်ကျသွားခဲ့ပါပြီ ငါကအမယူရဲစံနေခဲ့တာပါဆိုပြီးမာလိကကြေကွဲစွာနဲ့တူတူလေးပြောခဲ့ပါရင်ငါအရာအလုံးကိုဆုံရှုံခဲ့ရတယ်ဆိုပြီးဆက်ပြောခဲ့ပါရင်နီယာကတိတ်တဆိတ်နားထောင်ပြီးမှပဲရှင့်ကိုကျွန်မခွင့်လွတ်ပါတယ်လို့ပြန်ပြောခဲ့ပါရင်ဒါပေမဲ့ခွင့်လွတ်တယ်ဆိုတာကပြန်လာမယ်လို့မဆိုလိုတဲ့အကြောင်းသူမကဆက်ပြောပါရင်သူမရဲ့တာဝီကိုတင်းတင်းကျပ်ဖက်ပြီးတော့လဲထွက်သွားခဲ့ပါရင်အဲ့ဒီညနေမှာပဲမီရှူမီပန်းတွေကအကောင်းကင်ကိုထွန်းလင်းစေပြီးတော့သူမရဲ့နာမည်ကလုံချာမှာပဲ့တင်ထန်းနေတဲ့အချိန်မှာနီယာကခေါင်းမော့ရက်တည်နေခဲ့ပါပြီး သူမရဲ့အသိကဝန်ထုံးဝန်ပိုးတွေမရှိတော့ဘဲခန္ဓာရည်အားဂုံတိခါနဲ့ချက်ချင်းမေတ္တာနဲ့တတ်မှတ်ထားတဲ့အနာကကိုသူမရင်ဆိုင်ခဲ့ပါလိမ့်။အရင်ကအရှက်နဲ့အနင်ထုတ်ခံရတဲ့အမျိုးသမီးဟာအခုစတော့သူမရဲ့ကိုယ်ပိုင်အခွင့်အရေးနဲ့ဘယင်မတပါအဖြစ်ရှိမြောက်ခံနေရပါလိမ့်။ကြည့်ရှုပြပရိတ်တမများအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။